လူကျင်ဖို့ဆိုတဲ့အက်တစ်ဆိုတာကစီးပွားရေးလောကမှာလာအရေးကြီးတာမဟုတ်ပါဘူးနေရာတိုင်းမှာရှိရမယ့်အရာ ဖြစ်ပါတယ်ဘယ်လိုလုပ်ငန်းစဉ်မှာမဆိုအက်တစ်ကိုချန်တာခဲ့လို့မရပါဘူးနေရာတိုင်းလူတိုင်းပေါ်မှာ ထားရှိရမယ့်စီကန်းလို့ဆိုနိုင်တယ်လို့ကိုချင်းစာတရားနဲ့သက်ဆိုင်နေမယ်ထင်ပါတယ်အက်တစ်ရှိဖို့အတွက်လိုအပ်တဲ့ချက်ကသူ့နေရာမှာငါသာဆိုရင်ဆိုတဲ့အသွေးမျိုးလေးတွေးပေးတတ်ဖို့ပါပဲဥပမာဆိုရပါစို့ ကိုကပင်ပင်ပန်းပန်းဖန်တီးထားတဲ့အရာတခုကိုသူများကအလွယ်တကူလိုက်လုပ်ပြီးအတုံးချသွားရင်ကိုဘလို့ခံစားရမလဲကိုရမ်းချရတဲ့သူတယောက်ကိုသူများကစနိုက်ကြော်သွားရင်ကိုဘလို့ခံစားရမလဲကိုမခံစားနိုင်ဘူးဆိုရင်သူများဘော်ကိုလည်းအဲ့ဒါလိုမလုံမီစင်နေပေါ့လူကြီးမှုဟာယူရှင်တွေပါကိုမကြိုက်တဲ့အရာကို သူများဘော်မလုံမီဖို့ပါပဲဒါတွေကမပြောလဲပဲနားလည်ထားရမယ့်အရာတွေဖြစ်ပါတယ် အချင်းချင်းစာနာနားလည်မှု အပြန်အလှန်လေးစားမှုဆိုတာတွေ ਨੇ တည်ဆောက်ထားရတာဖြစ်လို့လူကုံတိခါအတွက် အခြေခံအကြဆုံးပါပဲဘယ်သူမှပြောမပြလဲနားလည်ထားတဲ့ကျုံတွေက အများကြီးပါပဲပစ္စည်းရောင်းတဲ့ဆိုင်တွေကိုဘယ်ကနေပစ္စည်းတွေလက်ကားယူရောင်းတာလဲလို့မမေးတာကလည်းကြည့်ဖို့ဘလောက်ရင်းနေပါစေသူများပြောမပြချင်တဲ့ကိုကြီးကိုယ်တိုင်အတွင်းကြီးတွေကို အသိမမေးတာလဲကြည့်ဖို့သူများရဲ့ဖန်တီးမှုတွေကို ပုံစံသူကူးခြားတာတွေမလုပ်တာကလည်းကျင့်ဝတ်စသဖြင့်ပေါ့ကျင့်ဝတ်ကိုနားလည်ဖို့ဆိုတာစင်းရဲတာချမ်းသာတာအတန်းပညာတတ်တာမတတ်တာတွေနဲ့မဆိုင်ပါဘူးလှုပ်တင်တယ်မလှုပ်တင်ဘူးစင်စင်တုံတရားရှိတာမရှိတာကိုရင်းစာတရားရှိတာမရှိတာတွေနဲ့ဒါဆိုင်ပါလေအတင်းနဲ့ပတ်သက်လို့ဒီနေ့ကြုံရတဲ့အဖြစ်ပြက်လေးတစ်ခုဆိုရင်စာရေးသူတို့တင်ယူနေတဲ့ဓမ္မစာပေတင်တဲ့ကြောင့်တစ်ခုရှိပါတယ်စာတင်ထူထောင်ခဲ့တာဆယ်စုနှစ်တခုကြာခဲ့ပြီ အခုထိ ထင်ရှားရှိနေသေးပါပဲ။မကြသေးခင်လပိုင်းလကပဲအဲ့ဒီတန်းတန်းကြောင်းနဲ့နမဲကတထေရတဲ့စလုံးစလုံးတော်မလွဲပဲနဲ့နောက်တစ်ခုပေါ်ထွက်လာခဲ့ပါလေ။မတော်တဆမရည်ရွယ်ပဲနမဲတူရတာမျိုးမဟုတ်ပါဘူး။အဲ့ဒါလိုမျိုးဓမ္မအတိုင်းဝိုင်းမှာပါအဲ့တင်မရှိတာတွေတွေ့လာရတော့တော်တော်စိတ်မကောင်းဖြစ်မိသလိုတခြားစီးပွားရေးလောကမှာဆိုဓာမျိုးတွေကဘလောက်တောင်ဆိုးရွားနေမလဲမတွေ့ရလောက်အောင်ပါပဲ။ကိုယ့်ရဲ့လောရဲ့အတိုင်းဟာကိုယ့်ရဲ့ဂုံတိခါဖြစ်ပါလေ။ ကိုယ့်ရဲ့အတ္တဟာကိုယ့်ရဲ့ဂုဏ်လိခါကိုဖော်ပြနေတာဖြစ်လို့ဘဝနဲ့ပါတက်ဆိုင်နေပါလေအတ္တရှိရှိနေထိုင်တာကအမားကိုရှောင်ရုံတည်းမဟုတ်ပါဘူးဂုဏ်လိခါကိုပါတည်ဆောက်လိုက်တာပါ နေရာလိုက်မှာအတ္တရှိတာတဲ့ခါဘလို့အကျိုးကျေးဇူးတွေရနိုင်လဲဆိုရင်ကျေဝိုးတိခါရှိရှိနေထိုင်တာကကိုယ့်ကိုယ်ကိုလေးစားမှုရှိလာစေပါလေအတ္တရှိလာတာနဲ့အမျှကိုယ့်ကိုယ်ယုံကြည်မှုရှိလာပါလေဒိဋ္ဌိပြတွေလုံလာနိုင်ပါလေကိုယ်ပိုင်တန်ဖိုးတွေကိုပို့ပြီးတော့ ဂုံယူတက်လာပါလိမ့်မယ်။ဘယ်သူမဆိုကြည်မှုရှိတဲ့သူနဲ့ပဲအလုပ်တွဲလုပ်ချင်းကြတယ်။အပေါင်းအသင်းလုပ်ချင်းကြပါတယ်။အလုပ်မှာလည်းအလုပ်နဲ့ဆိုင်တဲ့ကြည်ဝရှိမှအဆင်ပြေနိုင်သလိုပေါင်းရင်းဆက်ဆံရေးမှာလည်းမိษွေပီးသားတဲ့ကြည်ဝရှိမှဆက်ဆံရေးဟာခိုင်မြဲမှာပါ။ဥပမာကိုမိษွေက ကိုကိုယုံကြည်လို့ပြောတဲ့စကားတွေကိုသူများကိုပြန်လဲဖောက်တယ်ချတာမျိုးမရှိအောင်လို့ပေါ့။ဒါကလည်းမိษွေကြည်ဝတွေထဲကတော့မျိုးပါပဲ။ ဂုံသတင်းတစ်ခုကစစ်မှန်တဲ့ original တွေစီကပဲထွက်ပေါ်လာနေတာပါအတူပါမှာဂုံသတင်းဆိုတာရှိလာနိုင်ဖို့ခက်ပါတယ်အောင်မြင်နေတဲ့အရာတစ်ခုကိုအတူပါလို့လို့ဂုံတက်မလာပါဘူးလိုက်တူပါသူကတော့ဂုံတိခါကြာစင်းသွားရမှာပါဟိုနေ့ကကိုစိုးဆိုင်တစ်ခုမှာမုတ်ဝဲသွားတော့နမယ်ရှိတဲ့မုတ်တစိတ်တစ်ခုကိုတူပါပြီးတော့နမယ်ကအစဒီဇိုင်းကလာအနေထားထပ်တူနေပါတူအောင်လုပ်ထားတဲ့ထုတ်ကုန်အသေးတစ်ခုကိုတွေ့ခဲ့ရပါတယ် အဲ့လိုလှုပ်ထားတဲ့အရာတစ်ခုကိုဝယ်ယူဖို့ရောင်လူတောင်စီမကူပြီးပါဘူး။အောင်မြင်နေတဲ့အရာတစ်ခုကို စင်သူရိုးမှလှုပ်ရင်အဲ့ဒီနေသူ အောင်မြင်မှုကိုလွယ်လွယ်နဲ့ရလာမယ်ထင်တတ်ကြပါလေ။ဒါပေမဲ့တကယ်တမ်းအဲ့လိုလှုပ်လိုက်တဲ့အခါမှာ impression ထောင်းသွားပြီးရှိနေတဲ့ပုံကြီးပဲထိုးစင်ကျသွားရမှာပါ။နမဲကောင်းတစ်ခုကဘယ်နယ်ပဲပဲရောက်ရောက်အလိုအပ်ဆုံးအရာပါ။ကျင်းဝတ်တစ်ခါရှိရှိ နေထိုင်သူကသာ နာမည်ကောင်းတစ်ခုကို ရေရှည်တိဆောက်လို့ရနိုင်တာဖြစ်ပါတယ်။စစ်မှတ်မှုမရှိရင်ဘယ်နေရာမှာမှကြာရှည်ရက်တည်လို့မရပါဘူး။ဒါကြောင့်သူ့အဖွဲ့အစည်းပေါ်အပြုတ်တော်ဆောင်တဲ့အကျိုးတရားမှုတွေဖြစ်စေဖို့အတင်းမရှိတဲ့အရာတွေကိုချုပ်ရှားတတ်ဖို့နဲ့အတင်းမရှိတဲ့သူတွေကို ထောက်ခံအားပေးတာမျိုးတွေမလုပ်မိဖို့ကအရေးကြီးဆုံးပါ။အဲ့ဒီအတွက်တစ်ခုလေးပဲလိုတာပါ။သူ့နေရာမှာငါသာဆိုရင်ဘယ်လိုခံစားရမလဲဆိုတဲ့အတွေ့အကြုံ တွေးပေးတဲ့ဖို့ပါပဲ။